စပီမွေးဆော့ဆွဲခံရတယ်မတန်ကောင်ဆွဲတယ်တထင်းကောင်ပေါ့ကျော်ရိုက်တယ်တိုင်းမန်ကောင်ပပြောအခုတော့ငါပြောမယ်ငါတိခံခဲ့တော့ဩရေစက်တွေပွကျွေးတွေကုံသွားရင်ရပြီပြေစာမရှိဘူးဆိုငါတိခံခဲ့တာတိုင်းမန်ဒီနေ့တော့တိခံနိုင်စွာကုံသွားပြီဟောက်နေငါထားဆွဲတယ်မိဘကြောင့်လည်းဒါဆိုမျိုးငါငါတက်တိမ်မယ်ဆိုပြီးတော့ကိုယ့်ကိုအတင်ဖက်ကိုတင်မသိရွက်ထီကျွေနေတယ် ဒီသူရကျွီတာဘာဖြစ်လို့သူရကျွီတာတော့ဦးမြက်ချားတယ်ဟိုနေ့ကပြောတယ်နော်ဟိုတလောကလည်းပြောတယ်အပင်ဘာဖြစ်လို့သူရကျွီတာလဲအော်လေတိုင်းလို့ကျွီတာအဲ့ညလည်းပြဿနာချက်ပြပြီးငါအဲ့ဒါလည်းအတိုင်းနဲ့ထားလိုက်တာကိစ္စမရှိဘူးဆိုအခုဒီနေ့ထပ်ပြောတော့မင်္ဂလာပါခင်ဗျာမျိုးလေးအားလုံးချမ်းသာတူပါဖြာဖြာနဲ့ပြည့်စုံမယ်မသိကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြည့်ဆုတောင်းမယ်ဗီဒီယိုလေးရတော့ဒါကျွန်တော်တို့အိုမန်ရောက်ဒါညီမလေးတူရဲ့ဒါရင်ဖွင့်လာတဲ့ဒါစကားအတန်လေးပေါ့နော်တကယ်ကမ စိတ်လည်းမကောင်းပါဘူးကြားရတာဗောနောဘာကြောက်လဲဆိုတော့သူများနိုင်ငံမှာနေရတယ်ဆိုတာကျွန်တော်တို့အောက်ကမိပါတယ်ညီကောင်မတော်မိသားစုအတိုင်းဝိုင်းရတာမသိကြတာကိုကတော့တယောက်တည်းဒါသူများနိုင်ငံမှာသူများလူမျိုးနဲ့သူများမိသားစုကြားမှာဘလို့နေဘလို့စားတော့ကြီးဘလို့တွေကျွန်တော်တို့နေ့စဉ်ဘဝကိုဘလို့ဖြတ်တန်းရတယ်ဆိုတဲ့အကြောင်းဗောနောနောက်တစ်ခုကတော်တော်လေးမှာဒီညီမလေးဒါစိတ်ဆင်းရဲဒုက္ခမျိုးစုံရောက်နေတဲ့ဒါဝန်နေစွာပြောပြလာတာပေါ့နော်သူများနိုင်ငံမှာတက်လို့ကလွယ်တယ်မထင်နဲ့ဆိုတဲ့အကြောင်းဒါကျွန်တော်တို့ ဒီဗီဒီယိုလေးရတဲ့ဆင်ပေါ့နော်အားလုံးအသိသိရှင်းလို့တင်ပြလိုက်ရင်းဖြစ်တယ်ပေါ့နော်ကဲကျောင်းတူကြည့်လိုက်အမျိုးလေးဖြစ်နေတဲ့ပြဿနာကိုပြပြမယ်ဒီနေ့အခုမနှက်ခင်လေးတဲ့အခုလေးထင်ဖြစ်သွားတာတကယ်ကွက်ကိုတက်တင်ဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလာလိုက်ပြီးတော့ဆွဲထားလို့ပြဿနာအစနဲ့ပြပြမယ်โอเคမနှက်ခင်အိယာထားတယ်ငါကလေးတော့ကိုသူတောင်းသွားမှာပေါ့ကလေးတော့ငါ ူစားမဲ့ဟာလေးငါလုတ်ပေးတယ်ပြင်ကလေးအဲ့ရထားတော့ရေရှိုးပေးတယ်သူ့အတန်ရှည်အကုန်လုံးလုတ်ပေးပြီးသူ့မနက်စာငါကျူးရဲ့အဲ့ဒီမနက်စာကိုကလေးကအစာသူကကော်ဖီနဲ့ဆော်ရီလက်ခရီးနဲ့အဲ့ဒီဟိုဘစ်ကုတ်ကိုစားမယ်ဆိုတော့ငါအဲ့ဒါလုတ်ပေးတာပေါ့စားရင်စားရင်နဲ့သူကငါငါခောက်လောက်ထားပြီးသွားတော့သူကမစားတော့ဘူးတဲ့โอเคအဲ့ဆိုတော့နေပါလို့ရှင်တာလဲ ငါသူ့ကိုမေးတော့အဲ့ဆိုတော့တတိယတတိယမှာအဲ့အရှိမထိုင်နေတာနော်သူတို့တွေဘာမှမပြောဘူးငါဘာလို့ရှင်လဲငါသူ့ကိုမေးတယ်မေးတော့သူကချက်ဦးတဲ့โอเคငါချက်ဦးသွားကြော်လို့မိဘကြောင့်လားတတိယမှာမကြော်နေတဲ့မကြော်နေတဲ့အဲ့ဆိုနေကလေးอ่ะ လူရှင်နေတယ်လေနေကလေးကစားရှင်နေတယ်လေလို့ငါအဲ့လိုပြောလိုက်တာအဲ့နဲ့သူကမကြော်နဲ့မကြော်နဲ့အဲ့ဆိုတော့ကလေးကလည်းအနောက်ကနေတူတူနဲ့ကင်းတယ်ကြော်ပြီးတယ်ကြုပ်ကြော်တယ်ပြီးသားတယ်အဲ့ဆိုတော့ငါဘလို့လောရမှာလဲလို့တတိယကိုမေးတယ်တတိယကလည်းငါနေ့ကိုပတ်စံပေးထားတာတဲ့ငါနေ့ကိုလာစာပေးထားတာတဲ့ပြီးတော့ငါနေ့ကိုကလေးကိုကြိတ်ခိုင်းမှုပေးထားတာတဲ့အဲ့ဆိုတော့နေပါလို့တင်လဲဆိုတော့နေမစင်းစားဘူးလားတဲ့ โอเคအဲ့ဒါလည်းရသေးတယ်အဲ့ဆိုရင်ကကြောက်ချော်လိုက်မယ်ဆိုတော့မကြော်နဲ့တဲ့နင်လှုပ်တက်လားမလှုပ်တက်လားနင်မစင်းစားဘူးလားတဲ့ဟုတ်ငါလှုပ်တက်လို့ငါကလေးကိုမနှက်စာကျွေးမလို့ဒီမှာကြောက်ချော်ပေးမယ်လို့အဲ့လိုပြောတာဟုတ် တထေးမှမကြော်နဲ့တထေးကလည်းမကြော်နဲ့ကလေးကိုအဲ့ဆိုရင်ဒီတိုင်းထားမှလားသူခဏနေကြာចောင်းသွားတော့မှចောင်းမှបိုက်សាមកបောလို့ငါသူ့ကိုပြောတယ်အဲ့ဆိုတော့နေအုံတော့မရှိဘူးလားတဲ့ကလေးခမင်းសាလာမဆိုအဲ့ငါတီးခံလို့ရသေးတယ်ခြားတယ်ငါတီးခံလို့ရသေးတယ်အဲ့ဆိုတော့ကလေးကငါဘာမှမကြည့်ဘူးတကယ်ရွေးပြီးတော့ငါအဲ့ဒီပီစကုတ်ငါငါလောက်ပဲသူစားတဲ့ဟာပဲအခုចောင်းသွားကျွတ်အဲ့ဆိုတော့တထေးမှသူဒီနေ့ကြောင်မသွားဘူးသူကြောက်ဆက်မှာဆိုတော့သူအပြင်းသွားတယ်အပြင်းသွားတော့အပြင်းကို ရေလောင်းတာသူမနဲ့ခင်ငါရေလောင်းတာသူမြင်တယ်ငါရေလောင်းပြီးသွားပြီအပင်မှာသိရွက်ထီကျွေနေတယ်အဲ့ဒီသိရွက်ကျွေတာဘာဖြစ်လို့သိရွက်ကျွေတာတော့ဦးနဲ့ချားရဟိုနေ့ကပြောတယ်နော်ဟိုတလောကလည်းပြောတယ်အပင်ဘာဖြစ်လို့သိရွက်ကျွေတာလဲအော်လေတိုက်လို့ကျွေတာအဲ့ဒီကလည်းပြဿနာချက်ပြပြီးငါအဲ့ဒါလည်းအတိုင်းနဲ့ထားလိုက်တာကိစ္စမရှိဘူးဆိုအခုဒီနေ့ထပ်ပြောတယ်အဲ့ဒီအပင်ကိုပဲပြဿနာလိုက်ရှာနေတာငါပြရမယ်ခဏနေအဲ့ဒီအပင်ကသိရွက်ဘာလို့ကျွေတာလဲတဲ့ ငါရေလောင်းထားတယ်လေလို့ဒါပေမဲ့လေတိုက်တော့တော့သူတွေ့လာမှာပေါ့လို့ငါရေလောင်းတယ်နင်မမြင်ဘူးလားလို့ဘလောက်ကျုပ်ပဲလဲဆိုတော့နော်စိတ်တက်ဘလောက်ထိအောက်တန်းကြာလဲဆိုတာဒီအပင်အရွက်ကဘာဖြစ်လို့တွေ့တာလဲဆိုတော့လူတော်လူတော်တနေ့မြေကြီးရဲ့သွားရတယ်လို့အရွက်ဆိုတဲ့အမျိုးကအညာလို့ရတယ်လို့နော် တွေးမြန်တယ်အာဆရာမလုံနေတော့သူဒီလောက်တော့အုံနှောင်းညံနဲလိုက်လာမနော်ဒီရွက်ကဘာဖြစ်လို့ကြည့် ကျွေတာလဲဆိုတော့ဓာတ်နဲ့တော့ခုတ်ဖြတ်ဖို့ကောင်းလာရင်နော်တကယ်လို့လူဒီရဲ့စိတ်တက်တွေအာလူဒီရောက်ဟိုအာငါးရင်မှာလဲလောက်တဲ့ကျွန်းတသားပုံစံမျိုးနဲ့နှိမ့်ဟိုဘယ်လိုပြောမလဲဆက်ဆန်တဲ့ဒါလူလူမပီသားတဲ့လူတွေပေါ့နော်အားကြောင့်ကိုပြောတာပေါ့ရှိတယ်ကျွန်တော်တငယ်ချင်းတယောက်ဆိုရင်သူ့ရည်သားစင်ကာပူကကောင်မလေးဆိုရင်မနေ့6နိုင်ရနေတော့ည7နိုင်လုံးမှတစ်ချိန်လုံးအလုံးလုံးဝါတာတစက်မှမနာဘူးတဲ့မိသားစုအကုန်မှန်သမျှဟောက်လျှော့ပြီးဖုတ်ပြီးချက်ပြီးကျွေးမှုရတယ်7နိုင်ခွဲလောက်မ ဟောမလီယာအလုံနာရတာနော်ခိုင်းနာတာအောင်ကမိဘတွေကမသိချောင်းတော်တော်တနာဖို့ပေါ်တာတကယ်ငါလဲ you are no see လို့ငါပြောလိုက်တာအဲ့ညဘာပြောရတဲ့တော့ညရေအများကြီးကောင်းလို့တဲ့သူကကြည့်ရောရှင်လောင်းခါကြတော့လောင်းလို့ရှင်မလောင်းခါကြတော့မလောင်းလို့ဒါမဲ့သူတို့ကနေတာကိုတရက်ကိုတရက်ကိုနှစ်ခါလောင်းခိုင်းတယ်မနေ့နဲ့ညငါ့ကိုအဲ့ဒီကလေးနဲ့အဲ့ဒီအပီလောင်းနဲ့ဟာနေဘူး ဆိုတော့ငါလောင်းနေသူတို့ပြောတဲ့အတိုင်းလောင်းရင်လည်းလောင်းလို့မလောင်းရင်လည်းမလောင်းလို့ပြန်ကန်နေမှအဲ့နဲ့တတိယနောက်ကနေသူရောက်လာတယ်သူတို့သူတို့ဒေါခန္ဓာတိတယ်သူတို့ဘိုင်းစာနေမှလည်းတိတယ်သူတို့ရမတန်ဘိုင်းစာလို့လည်းငါတိတယ်ကွာပြီးတော့သူတို့အိတ်ရှင်နေဆိုတော့အိတ်လိုက်တော့ဟုတ်တယ်မလားငါပြောတာအသက်တတိယရောက်လာတယ်နင်းတဲ့ရေကိုအများကြီးလောင်းလို့တရွက်ကကြွေတာတဲ့စစ်သားကြည့်ကြည့်လိုက်ဘူးရှင်အများကြီးတရွက်ကကြွေတာညို့လည်းငါရုံးပို့မယ်တဲ့အာ ငါလည်းပြောလိုက်တာပေါ့ငါနေ့မှာနှစ်လသုံးလပဲနေရတော့မှငါရုံးမပြန်ဘူးငါမြန်မာပြည်ပဲပြန်မယ်အဲ့လိုပြောโอเคတဲ့လေလက်မကွက်ကိုဖျက်တဲ့โอเคငါလေလက်မကွက်ကိုဖျက်မယ်ဆိုတော့အခုကျတော့မပြန်နဲ့တဲ့မြို့ရုံးမပို့ဘူးတဲ့လေလက်မကလည်းမပေးဘူးတဲ့မြို့ပြန်လည်းမပြန်ခိုင်းဘူးတဲ့โอเคအဲ့ဒါနေငါ့ကိုမပြောနဲ့လို့ you are no speed လို့ you are no speed လို့ငါလည်းအဲ့လိုអော်ထဲလိုက်တာအဲ့ဒါကိုသူ့អော်လို့ဆိုပြီးတော့ ရုံးပြန်ပို့မယ်တဲ့တခါโอเคပို့မယ်ဆိုလဲပို့လိုက်တော့ငါအခုအဝိစားထုတ်တယ်ငါယူလာမယ်ဆိုတော့အဲ့လိုလဲမဟုတ်လင်မယားနှစ်ယောက်သာဘာဖြစ်နေတာလဲငါပြောချင်တာသိလားငါ့ကိုပြောမယ်ဆိုရတယ်ပြောငါသူတို့ဒီအိမ်နောက်ပြီးတဲ့ကာလာပတ်လုံးငါတိတိမာနေမကောင်းကြောင်ငါတခုမှမပြောခဲ့ဘူးသူတို့ကောင်းတယ်အခုတငယ်ချင်းနေတော့စကားပြောတယ်โอเคငါတတိမာရတော့ကောင်းတယ်ငါ့ကိုခမင်းဟိမဆက်ခိုင်းလို့ငါတော့ကောင်းတယ်ပဲကျန်တာတွေငါကိစ္စမရှိဘူး ကလေးနဲ့ပတ်သက်ပြီးတော့ငါစပင်မွေးဆော့ဆွဲခံရတယ်မတန်ကောင်ဆွဲတယ်တထင်းကောင်ဟုတ်ကျော်ရိုက်တယ်တိုင်းမိုင်ကောင်ပပျော်အခုတော့ငါပြောမယ်ငါတိခံခဲ့တော့အော်ရေစက်တွေဖွင့်ကြည့်တွေကုံသွားရင်ရပြီဖိစောက်မရှိဘူးဆိုငါတိခံခဲ့တာတမတီနေတော့တိခံနိုင်စွာကုံသွားပြီဟုတ်နဲ့ငါထားဆွဲတယ်မိဘကြောင့်ကဒါဆွဲမျိုးငါငါတက်တိမ်မယ်ဆိုပြီးတော့ကိုယ့်ကိုအပြင်ဘက်ကိုသွားလာ နောက်ကနေအိန္ဒိယသူကလိုက်ဆွဲတာအဲ့ဒီသားကိုတတိယအခုအိမ်မော်ယူသွားတယ်တကယ်အခုလက်ရှိဖြစ်နေတဲ့ကိစ္စကိုငါပြောပြတာတကယ်ပြန်ခံနီးမှတတိယလေးသားစီစာကြောင်လာလဲတတိယမှအရက်ပြောလာလဲငါတိခံနေတာအိုးအနှစ်ပြည့်ပြန်မှာပဲငါတိခံနိုင်စမ်းရှိလို့ငါတိခံပြီးသွားပြီ အခုလည်းငါပြန်မယ်ငါလီလက်မကငါကုန်ငါစိုက်ပြီးတော့ငါဘသူငါပြန်မယ်လို့ပြောရတာမှဟဲ့အင်ဂျင်ရောပို့မယ်အင်ဂျင်စီရောသွား you are off it go okay ငါသွားမယ်ဆိုတော့မပို့ဘူးသူတို့ဘာဖြစ်ရှင်တာလဲငါပြောတာတကယ်ငါအခုသေချင်တော့အောင်ငါခံစားရရညမှာတခုတော့ပြောချင်တာပေါ့နော်သူများအတွက်ကြောင့်လည်းကိုကိုတော့ ဟိုတာမဖြစ်နဲ့ဗောနကျွန်တော်ဘာဘီလိုဖြစ်လဲဆိုတော့ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ဒါညီမလေးပြောလို့ပဲ3လ3လပြင်တော့ပြန်လာလို့ပဲတကယ်လို့မအဆင်မပြေတော့ဒါရုံသွားတာအကောင်းဆုံးပဲဗျာဟုတ်လားရုံကိုသွားလိုက်တာအကောင်းဆုံးပဲဒါပေါ်ပြီးအဆင်ပြေဆုံးနဲ့အထိရောက်ဆုံးပဲ။ဘာလို့လဲဆိုတော့သူတို့ကဟိုလလည်းပြေတော့မယ်ဆိုတော့အမျိုးမျိုးဟိုအမျိုးမျိုးဘယ်လိုပဲကလတ်ထုံနေရအောင်နော်အမျိုးမျိုးဒီဒီသူကပြန်တော့မှာပဲဆိုပြီးတော့အမျိုးမျိုးစိတ်ဒုက္ခတွေပေးပြီးတော့အမျိုးမျိုးဒါကြည့်ပေါ့ဗျာတစ်ပင်ကတစ်ပင်ကတစ်ရောဘာကြောက်တွေ့တာလဲတဲ့ ဟာနေကြီးမြဲမြဲလောင်းလို့ကြွေတာဟာကလေးကလည်းကြက်ဝူစားမယ်ဟာမင်းကြီးကလည်းမကြုံနဲ့ဟောကြုံပေးမဲ့လူကကြားထဲကဟိုသူတာမီနှစ်ယောက်ကြားမှာပဲလောကြားစားညက်နေတယ်ဗျာကိုသားသမီးဒီရွယ်လေးတော့ចောင်းဆံမှာလုံနေတော့ဒီအုံတော့အတိတ်ညံ့ညံ့မရှိဆိုတော့เนาะတော်တော်လေးဥမာလူတွေကအတိတ်ညံ့ညံ့မရှိတာမဟုတ်ရှိတယ်ကိုချင်းစားခြင်းမရှိတာတေးလားလူလူလူမဆက်ဆံခြင်းမဟုတ်ဒီဟိုသူတို့ရင်မှာဒါโอ้จนละลุเตจนตะตาปုံซะမျိုးเว้ยดาเสร็จสรรเนี่ยไส้ตําမျိုးบ่เนาะเป็นยีมลาวโลแลลาวๆโล လောင်းတော့လဲလောင်းလို့တရွတ်ကျွေတော့လဲကျွေလို့โอเคကလေးထမင်းမစားတော့လဲမစားလို့ထမင်းစားတော့လဲနင်ကအများကြီးကျွေးပြန်ပြီတဲ့ကလေးကခဏနေအန်နဲ့အန်တော့နင်ကအများကြီးကျွေးလို့အဲ့ဒါလည်းငါတိခံလို့ရတယ်တဲ့ငါစပင်းကိုဆွဲတယ်ငါကြောကိုရိုက်တယ်ငါတိခံခဲ့တာဒီနေ့တီချင်ဒီဒါမဲ့ဒီနေ့အခုကတေးချင်တော့တကယ်ကြက်တနာလို့တဲ့ သူရှင်တော့ကောက်ကောဘလို့ဖြစ်သွားမှလည်းမသိသူများတွေကအမရဲ့အမကပျော်နေရပဲသူ့ရဲ့အမပျော်နေတဲ့ဟာပဲတင်တော့ကိုတီအိမ်မှာဘလို့လောက်ခဲ့ရလဲဘလို့စိတ်ဒုက္ခတွေရောက်ခဲ့ရလဲဆိုတော့ငါတခုမှမသိခဲ့ဘူးအလောက်ထိလည်းငါ share တွေမလုပ်ခဲ့ဘူးဒါပေမဲ့ငါတတိမကြီးကောင်းတယ်လို့ပဲပြောခဲ့တာဒီနေ့တော့သွားပြီလေငါ့ကိုရုံးပို့မယ်ဆိုလည်းပို့လိုက်တော့ จันเนี่ยเนี่ยต้องมาดีแหละง่ะง่ะย้อมมาเว้ยนี่ภิแล้วนอกแต่เนี่ยแท้ต้องภิแล้วตะชาเอ็งกูเปล่าเลยแหละไกซ่าไม่ใช่หรอกง่ะอะลอกที่กูตุยท้าล่ะทําไมฮะตูรู้ป่ะจริงๆน่ะแล้วหุเตมล่ะชินน่ะตีไว้จุ้ยดิเมียๆกုံชินเนี่ย